င်္ဂလာပါရှင်ခရစ်တက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဦးဆုံးအေယာဝတီကတိုက်ပွဲတွေမှာအကြမ်းတ်ဆိုးစုကပုံမှုစင်အရာဆီအချို့အပါအဝင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်တိုက်စုံနေဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အေယာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လင်းမျက်နှာမြို့နယ်အတွင်းတိုက်ပွဲတွေမှာစစ်တပ်ကပုံမှုအစင်အရာရှိအချို့အပါအဝင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်တိုက်စုံနေတယ်လို့စစ်တပ်နဲ့နေဆက်သူတွေစီကစုံစမ်းတင်ရှင်းရပါတယ် အာရခတက်တော်အင်းရင်နဲ့ပူပေါင်းတက်သွေးတိုက်ခိုင်းနေတဲ့အေယာဝတီတိုင်းကစစ်မျက်နှာတွေစီကုန်ပြီးခဲ့တဲ့အောက်ကုန်လကစတင်ပြီးစစ်တပ်ကစမ်းပြည်နယ်နဲ့မွန်ပြည်နယ်ကတပ်ရင်းတွေပို့ဆောင်ထားတာဖြစ်ပါတယ်အေယာဝတီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျွာအနီးနယ်လေးမျက်နာမြို့နယ်ဆက်ဆက်ယုံချင်းလေကျွာအနီးပတ်ဝန်းကျင်မှာအော်တိုဘားနာဆန်းကစပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစက်ကောင်စီဘက်မှထိခိုက်တိုက်စုံမှုတွေရှိနေတာပါ အရာရှိတွေပါထိတာကျွန်တော်တငယ်ချင်းပုံမှုဆိုရင်တာပေါင်းကိုရောက်တာမကြသေးဘူး AAS စနိုက်ပါထိတယ်လို့ပတိမျိုးကအနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခန်နဲ့နီးစက်တဲ့တရင်ရှင်မြေကပြောပါတယ်အော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်အတွင်းတိုက်ပွဲတွေမှာရှေ့တိုင်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူတွေ20ကျော်လက်နက်ချအလင်းဝင်ရောက်သူ20ကျော်ရှိတယ်လို့ AA ကထုတ်ပြန်ထားပါတယ်တာပေါင်းနဲ့လေးမျက်နှာမှာကတိုက်ပွဲတွေဇက်တိုင်းပြင်းထန်နေတာထိခိုက်တိုက်စုံနာတွေများတဲ့ ။သတင်းကတော့တခြားထုတ်မပြန်ထားဘူးလို့ AA နဲ့မဟာမိတ်တပ်ဖွဲ့ဝင်သတင်းရှင်းပြကပြောပါရယ်။လက်ရှိတိုက်ပွဲတွေကြားစစ်တပ်ဘက်ကထိခိုက်တိုက်စမှုစီးရင်ကိုတော့တခြားမသိရသေးပါဘူး။စစ်ကောင်စီတပ်ကအေယာဝတီတိုင်းစစ်မျက်နှာတွင်စီကုံစံပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့ချင်းဆိုင် စစ်စင်ရေးကွက်ကမှုဌာနချုပ်စကကဆက်ခွန်လောက်ခံတရင်တွင်နေမွန်ပြည်နယ်ကတရင်အချို့ကိုပို့ဆောင်ထားတာဖြစ်ပါတယ်။တာပေါင်းနဲ့နေမျက်နှာမြို့နယ်ဟာရခိုင်ပြည်နယ်ခွားမြို့နယ်နဲ့ဆက်ဆက်နေပါတယ်။ 2024ခုနှစ်နှောင်းပိုင်းကခွားမြော်တင်တပ်ဖွဲ့မှလည်းစစ်ကောင်စီဘက်ကထိခိုက်တိုက်စုံမှုတွေများခဲ့ပါတယ်။တိုက်စုံတဲ့သူတွေထဲမှာတပ်မနှင်းနဲ့တပ်မမူဘုံမူကြီးအောင်နေမျိုးနဲ့တပ်မစတဲ့တပ်မမူဘုံမူကြီးတန်ဆုံဝင်တို့ပါဝင်ခဲ့တယ်လို့အေအေကသတင်းထုတ်ပြန်ခဲ့ပူပါတယ်။တာပေါင်းမျိုးနယ်ထဲမှာပြီးခဲ့တဲ့ဇန်နဝါရီလကတိုက်ပွဲတွေမှာလည်းတာပေါင်းမျိုးမှရဲစခန်းမှတူရဲမှုဝင်နိုင် AAS နိုင်ပါထိမှန်ပြီးတည်ဆုံခဲ့ပူပါတယ်။ ။ဒါအပြင်လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာအင်အာဝတီတိုင်းတွေကဟင်တရာအင်ကပူရေချီမြို့နယ်တွေနဲ့လည်းဆက်ဆက်နေပါတယ်။လင်းမျက်နှာမြို့နယ်ဟာဟင်တရာခရိုင်ကွင်းကမြို့မှာရှိတဲ့စစ်တပ်တံမြင်လေးကျင်းရဲတင်းနှံကြောင်းတတကငါးနဲ့လင်းမိုင်းနေနေတာဝေပါတယ်။ယခုရပိုင်းမှာစစ်တပ်ကတတကငါးကိုစိတ်အင်အားအများပြဖြစ်နေသလိုအဲ့ဒီကနေလက်နက်ကြီးတွေပြစ်ခတ်မှုပုံမှုများပြားလာတယ်လို့စုံစမ်းသိရှိရပါတယ်။ ဆက်ဆက်ယူခြင်းရွာအပောင်းဝင်းဒင်းမျက်နှာမျိုးနယ်တွေကစက်ကောင်စီစကန်အချို့ကိုအင်းအင်းနဲ့ပူပေါင်းတပ်တွေကတင်းယူထားတာဖြစ်ပြီးစစ်တပ်ကတံမြက်စီးရေလှူဆလာလို့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်တိုက်ပွဲတွေကြောင့်စေပြေဆောင်သူ9000ကျော်ရှိနေပြီးအခုအညီတွေပေးချဖို့အတွက်အင်ယာဝတီတိုင်းနယ်ကအရက်ဖက်လူမှုကွန်ရီရေလုံဆောင်နေသူတွေကတာဆိုထားပါတယ်။တိုက်ပွဲတွေမှာအထင်နာနေတဲ့စစ်တပ်ကအရက်သားပြည်သူတွေရှိတဲ့ခြေရွာတွေကိုပြင်းမဲ့ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လင်းဒေသခံတွေကပြောပါတယ်။ ီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့ကလေးမျက်နှာမျိုးနဲ့စပင်းကျင်ရွာကစစ်တပ်ကလေကြောင်းကနေပုံကျဲလို့အရသား24ဦးထပ်မင်းနဲ့တင်ဆောင်ခဲ့တယ်လို့အေယာဝတီ PDF အမှတ်29ဖြူဟာကထုတ်ပြန်ထားပါတယ်။လက်ရှိမှာတာပေါင်းနဲ့လေးမျက်နှာအပြင်ပဲခူးနိုင်ဗဒောင်းမျိုးနယ်တဲ့ကကမဆဆက်ချောင်းအနီးညောင်ကျိုးကျင်ရွာမှာလေလံတောင်ပတ်ဝန်းကျင်မကွေတိုင်းငဖဲမျိုးနယ်မှာနေရိတ်ကံဖြူဟာကုန်းတွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကနိုဝင်ဘာလ17ရက်နေ့ညမှာသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီး ကြားဖြတ်မှာအဖွဲ့တွေကပါဝင်လုပ်ကံကြသူတွေရှိတယ်လို့ TKBA ဝန်ခံဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကြားပြတ်လို့လူတီများလေးအွန်လိုင်းငွေလေးလုပ်ငန်းတွေမှာဒီမိုကရေစီအကျိုးပြုကရင်တမတော် DKP အဖွဲ့တွေကပါဝင်လုပ်ကံကြသူတွေရှိတယ်လို့ DKP ရဲ့ပြောရေးဆိုခွင့်ရှိသူပုံမှုချုပ်စောစိန်ဝင်းကဝန်ခံလိုက်ပါတယ် DKP ခေါင်းဆောင်မိုင်းလေးဦးဟာအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ့်လေတဲ့အွန်လိုင်းငွေလိမ်လေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်တာကြောင့်အမည်ပြစင်ရင်တွင်ခံရပြီး အရေးယူပိတ်ဆို့ခံရပြီးနောက်မှာ TKPA ကဝန်ခံလာတာပါ TKPA နဲ့တိုင်းရိုက်ပတ်သက်တယ်လို့ပြောရင်လည်းပြောလို့ရပါတယ် TKPA အဖွဲ့ထဲမှာလည်းဒီလုပ်ငန်းလုပ်တဲ့လူရှိတယ်လို့မလုပ်တဲ့လူတွေလည်းအများကြီးရှိပါတယ်အဲ့ဒါကအကုန်လုံးလုံထွေးလိုက်တယ်ဆိုတဲ့သဘောသူတို့မြင်နေလို့အမည်ပြစင်းအတွင်းခံရသူတအုပ်ဖြစ်တယ်ဘုံမှုကျစောစိန်ဝင်းကပြောပါတယ် TKPA ရဲ့ကောက်ဆိုင်မိုင်းဖြစ်တဲ့ COC ကျုပ်ပေါ်ကျော်ကြီးစောစတင် စေဦးစင်းအရာရှိချုပ်ပိုကျော်စောဆန်းအောင်စေဦးစင်းအရာရှိပုံမှုချုပ်ဆိုင်ကျော်လာနေစေရဲချုပ်ပုံမှုချုပ်စောစိန်ဝင်းတို့ကိုနိုဝင်ဘာလ12ရက်နေ့မှာအမေရိကန်ကအမည်ပြစင်းရင်တွင်လိုက်တာပါ DKBA အနေနဲ့တော့ကြားဖြတ်လုပ်ငန်းတွေကျော်နေအောင်လှုပ်ဆောင်နေတယ်လို့ပုံမှုချုပ်စောစိန်ဝင်းကဆိုပါတယ် ဒီကေပီရဲ့ထင်းကျုပ်ဒေသတွေဖြစ်တဲ့ထိုင်းမြန်မာနယ်စပ်နာကကရင်ပြည်နယ်၊မြောက်ပြည်မြို့နယ်ရှိကြောက်ကကျေးရွာနယ်၊ချိုင်းရဲစဲကြီးမြို့နယ်၊ဖျားတုံးစုမြို့နယ်တွေမှာကြားဖြတ်လုပ်ငန်းတွေဆက်လက်လက်ပတ်နေကြဆဲလို့ဒေသရင်းသတင်းရှင်းပြတွေစီကသိရပါတယ်။ဒါအပြင် KK ဘက်လုပ်ငန်းခွင်ကနေထွက်ပြေးသွားတဲ့ကြားဖြတ်ထိပ်ပိုင်းအချို့ဟာလေကြောက်ခတ်နဲ့ဖျားအုံစုမျိုးစင်ရရှိလာတယ်လို့ဒေတာရင်းသတင်းရှင်းပြတွေကဆိုပါတယ် DKPA ဟာဥသိမ်းစင်အစိုးရလက်ထက်မှာတနင်္ဂနွေအပြစ်ခတ်တိုက်ခိုက်ရစဲမှုသဘောတူညီစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့လေးဖြစ်ပါတယ်။၂021ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့မှာစစ်တပ်ကတကြောပြန်အာဏာသိမ်းပြီးနောက်နေပြည်တော်မှာအာဏာသိမ်းစစ်ကောင်ဆောင်နေငင်းချင်ရေးတွေးဆောင်ဆွေးနွေးရမှာ DKPA လည်းပါဝင်ပါတယ်။ဒါအပြင်စစ်ကောင်စီကကြက်မမဲ့ရွေးကောက်ပွဲကိုထောက်ခံကူညီမယ်လို့ DKPA ကတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ ဆက်လက်ပြီးကမ်းမလူမှာစကားဆအင်အား100ကျော်ဆက်ကြောင်းကိုတိုက်ခိုက်မှုစကားဆ90ကျော်တင်ဆုံးစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကားနိုင်ကမ်းမလူမျိုးနယ်မှာစစ်ကောင်စီတပ်သားတွေနဲ့ပြည်စောတိအင်အား100ကျော်ပါဆက်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား90ကျော်တင်ဆုံးခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ခံကပြောပါတယ်။ နိုဝင်ဘာလ12ရက်နေ့မနက်7:55မိနစ်မှာဝတ္တူခွေးကြံကထွက်လာတဲ့အင်အား100ယောက်ပန်းစစ်ကြောင်းကိုကာဘိုတိုက်နယ်ရင်းနှီးကျွရအနီးပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား50ဦးထက်မနည်းသေဆုံးပြီးစစ်သုံးပ55ဦးအဆင့်ဖမ်းမိကောင်လက်နက်ခဲယံနေတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်စစ်ကြောင်းတစ်ခုလုံးလုံးဝပြစည်းသွားအောင်တိုက်နိုင်ခဲ့တာပါပြောတာပေါ့ဗျာခွေးတေက90လောက်တွေ့ရပါတယ်ဇန်နဝါရီဆက်ပြီးမဆန်နိုင်သေးပါဘူးလို့အစိုးရတာဝန်ခံကဆက်ပြောပါတယ် အခုလိုအထင်အားသွားတဲ့စက်ကောင်စီတဟန်အနည်းပတ်ဝန်းကျင်ကျေးရွာတွေကိုလေကြောင်းတိုက်ခတ်မှုတွေဇက်တက်လုံဆောင်နေတယ်လို့ဆိုပါတယ်။အခုကတော့သူတို့ဘက်ကလေကြောင်းတိုက်ခတ်မှုတွေဇက်တက်လုံနေပါတယ်။ပြည်သူတွေအနေနဲ့လည်းတတိထားနေထိုင်ကြဖို့ပြောချင်ပါတယ်ဟုရေဦးပကဖတာဝန်ခံကဆက်ပြောပါတယ်။အဲ့ဒီတိုက်ခတ်မှုကိုကံမလူခရိုင်လှုပ်ရှားပကဖမြို့နယ်ပကဖရေဦးမြို့နယ်ပကဖရေဦးမြို့နယ်လက်ယုံတပ်ခင်ဦးမြို့နယ်တော်လရင်အင်အားစုတွေကပူးပေါင်းပြီးအနည်းငယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးတရုတ်ဝမ်ပေါင်ကျင်းဒီစီမံကိန်းနဲ့သို့နှစ်ရက်အတွင်းရှော့နိုက်တုံစံနှလုံးပြတ်ခတ်တိုက်ခိုက်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကန်နဲ့ဆလင်းချင်းမျိုးနဲ့တရုတ်ဝမ်ပေါင်ကျင်းဒီစီမံကိန်းနဲ့မှာတက်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံတပ်သားတွေပြူစောထီတွေနဲ့ရှမ်းနီလက်နက်ကိုင်တွေကိုနှစ်ရက်အတွင်းလက်လွတ်ဆော့တိုင်းတုံစံနှလုံးနဲ့ပြတ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရင်းမဲ့ပင်ခရယာပကဖာတပ်ထောက်ရဲဘော်ကပြောကြားပါတယ်။ နိုဝင်ဘာလ17ရက်နေ့ညပိုင်းနဲ့စနေနေ့ညဥပိုင်းမှာစလင်ချင်းမြို့နယ်ဝမ်မောက်ကျင်းဒီစီမံကိန်းအတွင်းတက်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံတပ်သားတွေပြူစော်ထီးတွေနဲ့ရှမ်းနီလက်နက်ကန်တပ်တွေကိုနေရတာတက်ခတ်မှုအတွင်းလက်လုံဆော်တိုက်တုံးစနေလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်တိစုံထိခတ်မှုရှိနိုင်တယ်လို့ဆိုပါတယ်။မနေ့ကညပိုင်းလောက်က10လုံးဒီနေ့ညဥပိုင်းလောက်က2လုံးစွတ်စွတ်ပိုင်း12လုံးခြားတာပြန် ပျက်စီးထိခိုက်မှုအပြည့်စုံကိုတော့မသိရသေးပါဘူးလို့ရင်းမြပင်ခရပါကဖလက်ယုံဒုစီရေးတာဝန်ခံကပြောပါတယ်ဒါကြောင့်စကောင်စီဟာဝမ်မအရှိဘက်ရွာရှိရေစင်းမောကနေလက်နက်ကြီးတွေနဲ့တနက်ပြစ်ဖောက်မှုတွေကြောင့်ဆယ်တဲကြီးရွာဘက်ကိုကြားရောက်ပောက်ခွဲခဲ့တယ်လို့ဆိုပါတယ်။ခွေးတွေကဝမ်မအရှိဘက်ရွာရေစင်းမောကနေလက်နက်ကြီးတွေပြစ်သားတွေတနက်ဖောက်သားတွေဆယ်တဲဘက်တိရောက်တဲ့ ဝမ်မာအစီအပဲရွာမဆောင်သိနိုင်နေတဲ့ပြည်သူအချို့ကတော့ထိတ်လန့်တကြဖြစ်နေကြတယ်လို့ရင်းမဲ့ပင်ခရပါကဖတက်ထောက်ရဲဘော်ကပြောပါတယ်ဝမ်မာအနေရှင်ကြေးရွာတွေမှာဒေသခံပြည်သူတွေစေဘေးတင်းဆောင်နေကြရပြီးတချို့ရွာတွေမှာတော့မတင်းဆောင်နိုင်သေးတဲ့သူတွေရှိတယ်လို့စေဘေးဆောင်ပြီးလူမရှိတဲ့ရွာတွေမှာပြည်သူပိုင်ပစ္စည်းတွေကိုစစ်ကောင်စီတပ်သားတွေကဝင်ရောက်ခိုးယူတာတွေလည်းရှိတယ်လို့ဆိုပါတယ်ပလောင်ရွာကတော့အကုန်ဆောင်သွားကြပြီးရွာတွေကပစ္စည်းတွေကိုခွေးတွေကဝင်ခိုးပြီးဝမ်မောင်းနေတယ်လို့ကုန်သလဖြစ်နေပြီးကြားတယ်ဗျာ ကန်တော်ကတော့နေနေနဲ့ဝမေက3ပုံ2ပုံကစေပေးမဆောင်နိုင်ကြသေးဘူးပြလို့အဆိုပါရဲဘော်ကဆက်ပြောပါတယ်။ပြီးခဲ့တဲ့အော်တိုမာလာ23ရက်နေ့မှလည်းတရုတ်ဝမ်ကော်မဏီဝင်အတွင်တက်ဆွဲထားတဲ့စစ်တပ်ကိုတော်လှန်ရေးတပ်တွေကတရားခွန်မမရှော့တိုက်တုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကော်မဏီဝင်အတွင်မိလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်ရှင်။